ဒီနေ့ဒီ comment တောင်းဆိုထားတဲ့အတိုင်းလေးဖတ်တဲ့ချင်းယင်းနီးတင်ပေးပါမယ်ယေး Okay လေးဖတ်တဲ့ချင်းဆိုတာဘာလဲဆိုတာကိုအရင်ဆုံးပြောပြချင်ပါတယ်လေးဖတ်တဲ့ချင်းဆိုတာကပေါ့နော် church တော်တဲ့တို့ကတော့တည်ကြပါလိမ့်မယ်ကျွန်တော်တို့တန်စင်လေးတန်ကို ပြိုင်သူ ဆိုတဲ့အရာကိုကျွန်တော်တို့လေးဖတ်တဲ့ချင်းပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ ခွာရလို့လည်းခေါ်ကြပါတယ်ပေါ့နော်အဲ့လိုမျိုးပုံစံတခြင်းဖြစ်ပါတယ်တကယ်လို့ church မသွားဘူးတဲ့သူအနေနဲ့ဒီ four pattern sin နားထောင်ကြည့်ချင်တယ်ဆိုရင်ဘယ်အဖွဲကိုကျွန်တော် recommend ပေးချင်လဲဆိုတော့ pentatonic ဆိုတဲ့အဖွဲကိုတစ်ချက်လောက်သွားနားထောင်ကြည့်ပါ YouTube ထဲမှာသူတို့က kid pop တခြင်းလဲဆိုပြီးတော့ church music ကိုလည်းဆိုပါတယ်လေးတန်ပုံစံနဲ့ပေါ့နော် အရန်လက်ကောင်းပါတယ်အဲ့ဒါကျွန်တော် recommend ပေးခြင်းပါတယ်ဒါနာထောင်ကြည့်ပါဘောနော်အခုကတကယ်လို့ဒီလိုမျိုးလေးဖတ်တဲ့ချင်းရေးတတ်ချင်တယ်ဆိုရင်ပါတယ်တီးဖို့လိုအပ်လေဆိုတာကိုကျွန်တော်ဒီနေ့သင်ပေးတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗီဒီယိုဆက်မှတ်ကြည့်ခင်မှာ KBK ရဲ့ Facebook page ကို like ပြီး YouTube channel ကိုလည်း subscribe ခြင်းဖြင့် KBK ကိုအားပေးကြပါအောင်ခင်ဗျာအားလုံးမင်္ဂလာပါ ဒီနေ့ကျွန်တော်အားလုံးကို လေးဖတ်တဲ့ချင်းရင်းကြီးကိုတင်ပေးသွားမှာဖြစ်ပါတယ်လေးဖတ်တဲ့ချင်းကိုရေးတတ်ဖို့ကျွန်တော်တို့လေးဖတ်ဆိုတာဘာတွေရှိလဲဆိုတာကို အရင်ဆုံးသိဖို့လိုအပ်ပါတယ်လေးဖတ်တဲ့ချင်းကကျွန်တော်တို့တန်စင်ဘောနော်ကျွန်တော်ရဲ့လူအတန်ကို လေးတန်နဲ့ပေါင်းစပ်ပြီးတော့လာပါတဲ့အတန်ထဲလာအောင် ကျွန်တော်တို့တီဆိုလို့ရတဲ့ပုံစံအတန်ဖြစ်ပါတယ်ဘောနော် အဲ့ဒါကျွန်တော်တို့ဒီလေးဖတ်ထဲမှာဘာတွေရှိလဲဆိုတော့ပထမဆုံးအနေနဲ့ soprano ဖြစ်ပါတယ်เนาะ soprano အတန်ကဘာအတန်လဲဆိုတော့မင်္ဂလေးရဲ့အမြင့်တန်ပဲဖြစ်ပါတယ်မင်္ဂလေးအမြင့်တန်ကကျွန်တော်တို့ C4 ကနေ G5 အထိမြင့်ပါတယ်ဗောနော် C4 ကနေ G5 အထိက C4 ကတည်းက G5 ကတိမကျွန်တော်မအော်နိုင်ဘူးနော်ရန်မြင့်လို့အိုကေဒါဒါဆိုပရနိုအတန်ဖြစ်ပါတယ်အခုဒီအတန်ကိုနားထောင်ပြီးတော့ဗောနော်တကယ်လို့ကြီးနေတယ်အားလုံးကမင်္ဂလေးဆိုရင်ဒီအတန်โซนไนเคเรสวนတော့ကိုကဆိုပရနိုအတန်ဖြစ်ပါတယ်ဗောနော်ပြီးတော့ L2 ရှိပါတယ် နော်ဒုတိယအတန်က L2 ရှိပါတယ်ဒါလည်းမင်္ဂလေးအတန်ပါပဲ L2 အတန်ကမင်္ဂလေးအတန်ရဲ့အနှင်းတန်ဖြစ်ပါတယ်ပေါ့နော် L2 အတန်က G3 ကနေ D5 အထိဖြစ်ပါတယ် G3 ကဒီမှာနော်ပြီးတော့ D5 ဒါလည်းကျွန်တော်မအောင်နိုင်ပါဘူးပေါ့နော် ဒီတကယ်လို့ကိုကဒီအတွင်းကိုစုံနိုင်တဲ့မင်္ဂလေးဆိုရင်ကိုရဲ့အတန်အဓိကဒီအနှင်းတာဟူကိုကဒီအတန်ကိုစုံနိုင်တယ်ဆိုရင်အနှင်းတန်စုံနိုင်တယ်မင်္ဂလေးဆိုရင်တော့ကိုကအယောက်ထိုးအတန်လို့မှတ်ထားပါတော့ပြီးတော့နောက်ထပ်အတန်တန်ကတော့ trainer ပဲဖြစ်ပါတယ်ထဏပါတော့ထဏအတန်ကယောက်ျားလေးရဲ့အမြင့်တန် ်ကြောကြလေးရအမြင့်တန်က C3 အထိနှိမ့်နိုင်ပြီးတော့ G4 အထိမြင့်နိုင်ပါတယ်เนาะ C3 ကဒီမှာကျွန်တော်ရတယ်ပြီးတော့ G4 ဟမ်ကျွန်တော်ရသေးတယ်အဲ့ဒါခိုးတန်ပါနော် head voice ကနေထွက်လာတဲ့အတန်အမှန်ကကျွန်တော်တို့တခြင်းဆိုရင် head voice တိတ်မတုံးဘူးအများကျွန်တော်ပြောချင်တာကဒီဆိုတဲ့ပုံစံတိတ်မတုံးကျွန်တော်တို့အခြားပုံစံတုံးပါတယ်ဗျာနော် Okay ပြီးတော့ကျွန်တော်တို့ဒီအထိ mix white so nine တော့ကောင်းတယ်တကယ်လို့ကိုကိုက mix white so nine လေလို့စဉ်း ဒီအထည်ကို mix wine နဲ့စုံနိုင်သေးတယ်ဆိုရင်တနာဆိုလို့ရပါတယ်ဗောနော်တနာက G4 အထည်စုံနိုင်တဲ့ယောက်ျားလေးဖြစ်ပါတယ်ဗောနော်ပြီးတော့ base base ကတော့အတ ିକ ကြတဲ့အခြေခံအတန်ဖြစ်ပါတယ်ကျွန်တော်တို့ chord ရဲ့ base note ကိုထောက်ပြီးတဲ့အတန်ဗောနော်လူအတန်ကကျွန်တော်တို့ base ဖြစ်တဲ့အတွဲကြောင့်မလို့အရင်နှင်းတဲ့အတန်ကိုစုံနိုင်မှာ base စုံနိုင်မှာဖြစ်ပါတယ်ဗောနော် E2 စုံနိုင်ရမှာဖြစ်ပါတယ် ကျွန်တော်မစွန့်နိုင်ဘူးမရဘူးကနော်ဆိုကြည့်ပါတကယ်လို့ကိုကယောက်ျားလေးဆိုရင်ဒီအတန်တူအောင်အော်နိုင်ဆိုနိုင်ခဲ့တဲ့စင်ကိုကယောက်ျားလေးရဲ့ base အတန်ဖြစ်ပါတယ်ဗောနော်ယောက်ျားလေးကတော့ C4 အနေအနေဆုံးဆိုနိုင်ရမယ်ဟူး has why မဟုတ်တဲ့အနေဆုံး mix wine နဲ့ဆိုနိုင်ဗောနော် ဟူးဒါမဲ့အတန်တော့အမြင်နဲ့တော့ရမှာပါ base ကတော့အဓိကကတော့ base အတန်ဖြစ်ပါတယ် e2 ဟုတ်ဆိုနိုင် base ဖြစ်ပါတယ်ဗျာနော် okay ကျွန်တော်တို့ကအခုဒီ4 part ဖြစ်တဲ့ soprano alto tenor base ပေါ့နော်အဲ့ဒီ၄တန်ကိုကိုကဘယ်ထဲမှာရှိလဲဆိုတာကိုအရင်ဆုံးသိရမယ်နော်ပြီးတော့ ကိုတကယ်လို့ကိုကတချင်းရေးနိုင်ပြီးသွားပြီဆိုရင် သူများကိုသွားဆိုမယ်နော်ဆိုခိုင်းမယ်ဆိုရင် ကျွန်တော်တို့ဆိုရမယ်သူရဲ့အတန်ကိုကျွန်တော်တို့တိမကျွန်တော်တို့တချင်းကိုကောင်းကောင်းလေးဖွဲ့စည်းပြီးတော့ကျွန်တော်တို့ရေးရမှာဖြစ်တဲ့အတွေ့အကြုံမလို့အဲ့ဒါလည်းအရေးကြီးပါတယ်ဒါမှတ်ထားပါဘောနော်ကဲပြီးတော့ဒုတိယအနေနဲ့ကျွန်တော်တို့ဘာတွေတိရမလဲဆိုတာဆိုတော့ဘောနော် code ဖြစ်ပါတယ်ဘောနော် ခော့ဆိုတာဗာလဲဆိုတော့ကျွန်တော်တို့ခော့ဖိုက်စီပုံအရေးကြီးပါတယ်ခော့ဖိုက်စီပုံဥပမာကျွန်တော်တို့ C ခော့ဆိုရင်ဒီလိုမျိုးပါနော်ပြီးတော့ G ခော့ F ခော့ C ခော့လူအတန်ပေါင်းစတဲ့အချိန်မှာလဲဒီလိုမျိုးလာပါတဲ့အတန်ထွက်လာမှာဖြစ်တယ်တကယ်လို့ကျွန်တော်တို့အ4ဖတ်တဲ့ချင်းရေးမယ်ဆိုရင်ကျွန်တော်တို့လူတန်လည်းဒီလိုမျိုးဖြစ်လို့ထက်လာတဲ့အတန်လိုမျိုးပဲလလလေးထက်လာမှာ တကယ်လို့ကျွန်တော်တို့အာတချင်းရတဲ့အခါမှာ court ပေါ်မှာပဲကျွန်တော်တို့ရေးရမှာဖြစ်တဲ့အတွေ့ပေါ့နော်အဲကြောင့် court ဖိုက်စစ်ပုံတီးရမှာဖြစ်ပါတယ်တီးရမှာဖြစ်ပါတယ်နှစ်ချက်အနေနဲ့ပေါ့နော်ပထမတစ်ချက်ကကြတော့ကျွန်တော်တို့ကျွန်တော်တို့အာ soprano alto tenor bass ကပါလေအတန် range ကပဲကြားမှာရှိလဲဆိုတာတီးရမယ်ပေါ့နော်ပြီးတော့ဒုတိယအနေနဲ့ court ကိုတီးရမယ် court ဖိုက်စစ်ပုံကိုတီးရပါတယ် လိမ့်မယ်ဒါမှကျွန်တော်တို့တချင်းရေးတဲ့အခါမှာအကောင်းဆုံးအတန်ထိုက်လာမှာဖြစ်ပါတယ်ဗောနော်ကဲပြီးတော့နောက်ထပ်တစ်ခုကကျွန်တော်တို့ဗားတွေတီးရမလဲဆိုတော့ကျွန်တော်တို့ voice leading ဆိုတာတီးရမှာဖြစ်ပါတယ်နားလည်ရမှာဖြစ်ပါတယ်ကဲ voice leading ကိုကျွန်တော်အားလုံးကိုနားလည်လို့အလွယ်ဆုံးရှင်းပြရမယ်ဆိုရင်ဆန္ဒကျွန်တော်တီးတယ်လို့ပဲ chord ကို အတန်ကလာပါနေပါတယ်ဗောနော်တကယ်လို့အတန်ကဒီလိုမျိုးလာပါနေတယ်ဆိုရင်ကျွန်တော်တို့ west leading တုံးထားရမှာလို့တကယ်လို့ကျွန်တော်စနတီးတာ C G F C ပဲတီးပါတယ်တကယ်လို့ west leading ကိုမတုံးပဲနဲ့ရှုပ်ရှက်ခတ်တီးမယ်ဒါပေမဲ့အဲ့ဒီ chord ကိုပဲတုံးမယ်ဆက်အတန်လည်းဒီလိုဖြစ်နေမယ်အတန်မလာပဲနဲ့ ချေဒါတော့အတန်ကတော့မန်နေဒါမဲ့မလာဘူးမလာဘူးဆိုတာဘယ်လိုမျိုးဖြစ်လဲဆိုတော့ तू ကမချိုတာဘူးပေါ့နော်ဒီမှာကြည့်အတန်ကထွက်လာတော့ထွက်လာတယ်ခီးတော့မှန်တယ်တဲ့တယ် CGFC ပဲဒါမဲ့အတန်ကဒီလောက်မလာဘူး นาะ why is leading ตรงท่าเดอตันเล่าดอมาลาบูตูกะอตันกะเมียนไลโฮเทลไลตีเทลไลซีกันมาชีเดปงซันก็ตรงท่าเดอตวยจองมุโลอตันนามาลาบูบ่เนาะเอจองจนเรา why leading ဆိုတာတည်ရမယ် why is leading ကอตันပြောင်းတဲ့အချိန်မှာကျွန်တော်တို့အရင်ကြီးမခုံဘူးနစင်နော်အများဆုံး၃ဆင့်ပဲကျွန်တော်တို့ခုံပါတယ်ဥပမာအနေနဲ့ C cut ထဲမှာနော် C cut ထဲမှာကျွန်တော်တို့ C chord ထဲမှာကျွန်တော်တို့ C E G ရှိတယ်။ပြီးတော့ G chord ထဲမှာကျွန်တော်တို့ G B D ရှိတယ်။နော်အဲ့လိုမျိုးအများကြီးခုံရင်ကျွန်တော်တို့အတန်ကတိမှန်ကြီးအမြင့်တန်ခုံပုံခုံနီးကတစ်နစ်တုံးလေးလေးစင်တောင်ခုံသွားတာဖြစ်တယ်။အဲကြောင့်မလို့အဲအဲ့ဒီလိုမျိုး voice leading ကနားထောင်လို့မကောင်းဘူးဘယ်လိုမျိုး voice leading ကနားထောင်လို့ကောင်းလဲဆိုတော့ဒီလိုမျိုးဒီမှာကြည့် ပင်ကြီးက BDG ကိုဒီမယ်။ဒါစင်တော့ not ပြောင်းလဲမှုကဒီတခုကလုံးဝမပြောင်းသွားဘူး။အဲကြောင့်ကျွန်တော်တို့အတန်ကလာနေတာဖြစ်တယ်เนาะဒီအမြင့်ဆုံးအတန်ကိုကျွန်တော်တို့အများကြီးမပြောင်းပါဘူးเนาะဥပမာဒီကနေဒီကိုခုံလာတာဝေးနေသေးတယ်ရတော့ရတယ်ဝေးနေသေးတယ်အဲ့လိုမျိုးဝေးနေတဲ့ပုံစံကိုမတုံးဘူးပေါ့เนาะ ကျွန်တော်ပြောချင်တာ wise leading ဆိုတာကျွန်တော်တို့အဲ့ဒီအတန်တခုနဲ့တခုကြားမှာကြွားချပုံကအနည်းဆုံး20 sin the sin ဘာအနည်းဆုံးလုံးဝမရွှေ့ဘူးဒီတခုကိုပဲပြန်သုံးမယ်နော်ရွှေ့မယ်ဆိုရင်တောင်မှဘယ်လိုရွှေ့မလဲဆိုတော့ကျွန်တော်တို့3 sin အများဆုံးနဲ့4 sin အများဆုံးရွှေ့လို့ရတယ်ဒါပေမဲ့ဖြစ်နိုင်ရင်ဒီလိုမျိုးနှစ်ခု20 sin စီပဲပြောင်းမယ်နော်အဲ့လိုမျိုးပုံစံပြောင်းတာအာ inter ပေါ့နည်းနည်းလေးပဲပြောင်းသွားတာကိုကျွန်တော်တို့ wise leading လို့ခေါ်ပါတယ်ကွာနော် okay ဒါကိုကျွန်တော်တို့နားလည်ရမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့၄ဖတ်တခြင်းရေးတဲ့အချိန်မှာ wise leading ကိုနားလည်လို့ရှင်ကျွန်တော်တို့တခြင်းအများကြီးမခုံသွားတော့ဘူးတခြင်းမခုံသွားတဲ့ဘောနော်အတွေ့အကြုံမလို့ကျွန်တော်တို့ရဲ့တန်စင်က အယံကြီးကိုလာပသွားတဲ့တခြင်းတပုတ်ဖြစ်နိုင်မှာဖြစ်ပါတယ်ဗောနော်အခုမှစရေးပြီမဲ့လဲဒါလေးကိုနားလဲလို့ရှင်တော်တော်လေးကိုဆရာကြတဲ့ပုံစံတခြင်းဗောနော်လေးဖတ်တခြင်းရေးနိုင်သွားမှာဖြစ်ပါတယ်โอเคနောက်ထပ်တစ်ခုဒါဆိုရင်ကျွန်တော်တို့စီကန်းရှိပါတယ်เนาะကျွန်တော်တို့အဲ့ဒီ အာအရာ၃ခုပထမအနေနဲ့ကျွန်တော်အတန်၄ဖတ်ကပါတွေရှိလဲ range ကဘယ်လောက်ရှိလဲဆိုတာသိရမယ်ဒုတိယတစ်ခုအနေနဲ့ကျွန်တော်တို့ chord ရဲ့ဖိုက်စည်းပုံကိုသိရပါမယ်ပြီးတော့တတိယတစ်ခုအနေနဲ့ကျွန်တော်တို့ဆနာကျွန်တော်ပြောတဲ့အတိုင်းပဲ voice leading ပေါ့နော် the chin or tan sin ta tan ne ta tan ပြောင်းလဲတဲ့အကွာအဝေးကိုကျွန်တော်သိရမယ်အဲ့ဒီ၃ခုကိုကျွန်တော်သိရင်ကျွန်တော်ရေးလို့ရပါပြီရေးတဲ့အချိန်မှာတတိထားရမယ့်အချက်ရှိလားဆိုတာရှိပါတယ်အခုအရေးကြီးတယ်ပေါ့နော်ဒီ part တဲ့အထိနားထောင်လာပြီဆိုရင်တော်တော်လေးကိုအားလုံးက music စိတ်ဝင်စားရတယ်ပေါ့နော်ပြီးတော့ရေးနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်အဲကြောင့်ဆက်နားထောင်ပါစီကန်းရှိပါတယ်မလုတ်ရမယ့်အရာပေါ့မလုတ်တင်တဲ့လုံးဝမလုတ်တင်တဲ့အရာကိုကျွန်တော်ဆက်ပြောပါမယ်ပထမဆုံးကျွန်တော်တို့မလုတ်ရမယ့်အရာကဘာလဲဆိုတော့ပေါ့နော်ကျွန်တော်တို့ perfect fifth နဲ့ octave ကို parallel ပုံစံရွှေမရွှေဖို့နော်လိုအပ်ပါတယ် နောက်ဘယ်လိုမျိုးပုံစံလဲဆိုတော့တစ်ချက်လောက်ကြည့်ကြည့်ပါ perfect fit ကိုကျွန်တော်တို့ဘယ်လိုမျိုးပုံစံ parallel မရွှေ့ဖို့လိုအပ်လဲဆိုတော့ဒီမှာကြည့်ပါဥပမာကျွန်တော်တို့ soprano နော် soprano က G ကနေ A ကိုသွားမယ် alto က C ကနေ D ကိုသွားမယ်အဲ့လိုမျိုးပုံစံနော် အတန်ရွှေ့သွားပြီမဲ့နော်အတန်ကရွှေ့သွားပြီမဲ့လေအတန်ပြောင်းလဲသွားပြီမဲ့လေသူကမပြောင်းလဲတဲ့အရာတာကိုကျွန်တော်တို့ရမှာဖြစ်တဲ့အတွက်အဲ့လိုမျိုးပုံစံကိုကျွန်တော်တို့မရွှေ့ဖို့လိုအပ်ပါတယ်နော်ရေးတဲ့အချိန်မှာပြီးတော့ octave parallel octave ကိုလည်းမလုပ်ဖို့လိုအပ်ပါတယ်ဥပမာဒီမှာကြည့် soprano ကဒါ alto ကဒါဒါမဟုတ် tenor ကဒါပဲဖြစ်ဖြစ်နော် ဲ့လိုမျိုးဆိုရင်အယတာကဘယ်လိုမျိုးဖြစ်သွားမလဲဆိုတော့တန်စင်အတန်ကပြောင်းလဲသွားပြီမဲ့လေမပြောင်းလဲတဲ့အယတာကိုကျွန်တော်တို့ခန်းစားရမှာဖြစ်ပါတယ်နားထောင်တဲ့သူအနေနဲ့အဲကြောင့်မို့လို့ဒီလိုမျိုး parallel perfect fit နဲ့ octave ကိုမွှေ့ဖို့လိုအပ်ပါတယ်ပေါ့နော်ဒါတားမြစ်ထားတဲ့ တခုเนาะလုံးဝမလုတ်ပါနဲ့လုတ်ရင်တော့ကျွန်တော်တို့ရေးထားတဲ့ music ကမကောင်းတော့ဘူးပေါ့เนาะပြီးတော့နောက်ထပ်တစ်ခုကကျွန်တော်တို့ voice leading ဆန္ဒကျွန်တော်ပြောတဲ့ voice leading ပေါ့เนาะအတန်ရွှေ့တဲ့အချိန်မှာအာအနည်းဆုံးလုံးဝမရွှေ့ပဲနဲ့အများဆုံး၃ဆင့်ကနေ၄ဆင့်အထိပဲအများဆုံးလုတ်ပါเนาะကျွန်တော်တို့ voice leading ကို keep လုပ်ထားပါမယ်အများကြီးရွှေ့မယ်ဆိုရင်အတန်ကမလာတော့ဥပမာ soprano က ဆိုပရာနိုအတန်ကတော့သူ့မယ်လိုဒီသွားတဲ့အတိုင်းတော့သွားသွားပါစေဒါမဲ့အယ်ထိုအနေနဲ့ဥပမာသူကဟူးသွားရမယ်အစားသူကဟူးအဲ့လိုမျိုးအဝေးကြီးခုံပြီးဆိုရင်တန်ဆင်ရမလားတော့เนาะကျွန်တော်တို့အတန်တစ်ခုပြီးတစ်ခုပေါ့ဥမာဆိုပရာနိုပဲဖြစ် ဆိုပရနိုကတော့မယ်လိုဒီဘာမှသွားသွားမလုပ်ပါနဲ့ဗောနော်အာတန်နာနော်ဘေ့စ်အယ်တိုအဲ့ဒီအတန်တုံးတန်ကိုကျွန်တော်တို့ရွှေ့တော့မယ်ဆိုရင်အဝေးကြီးသွားမရွှေ့ပါနဲ့နော်ဝိုက်စ်လီဒင်းကိုကျွန်တော်တို့ keep ထားပါ okay ဒါကတော့အရေးကြီးပါတယ် space အများကြီးမလုပ်ပါနဲ့ဗောနော်ကဲပြီးတော့နောက်ထပ်တစ်ခုမလုပ်တင်တဲ့အရာမလုပ်ရမယ့်အရာကဘာရှိသေးလဲတတိယအချက်ဆိုတော့ကျွန်တော်တို့ voice crossing ဘောနော်ကျွန်တော်အတန်လုံးဝ cross မလုပ်ပါနဲ့။နောက်ဥပမာအနေနဲ့ alto က soprano ထက်မြင့်တယ်။ပြီးတော့ tenor က alto ထက်မြင့်တာတို့စတာတို့ပေါ့နော်။အဲ့လိုမျိုးသွားမလုပ်ပါနဲ့။အဲ့လိုမျိုးလှုပ်ခြင်းအားဖြင့်ကျွန်တော်တို့ voice crossing လို့ခေါ်ပါတယ်။ voice crossing လုပ်လို့ရှိရင်သူကအတန်မမှန်တော့ဘောနော်။မှန်တော့မှန်တယ်ဒါပေမဲ့အတန်က စနစ်တကျမှာဖြစ်တော့ဘူးပြီးတော့စီကန်းမှာရှိတော့မလာတော့ဘူးပေါ့နော်ရှော့ရှတ်ကတ်ဖြစ်သွားမှာဖြစ်ပါတယ်ပေါ့နော်ကဲပြီးတော့နောက်ထပ်တစ်ခု၄ခုမြောက်ကျွန်တော်တို့မလုပ်ရမယ့်အရာကဘာလဲဆိုတော့ကျွန်တော်တို့အတန်ကို အများကြီးထတ်တူပေါ့နော်ရေးမရေးဖို့လိုအပ်ပါတယ်ဥပမာအနေနဲ့ကျွန်တော်တို့အာဆိုပရာနိုလဲ C အယ်တိုလဲ C ဘေ့စ်လဲ C အဲ့လိုမျိုးအတန်၃တန်ကိုကျွန်တော်တို့မတုံးဖို့လိုအပ်ပါတယ်ဥမာ C ကိုဥမာ soprano လဲ C ဆိုရင်အခြား C ဒါသုံးချင်တယ်ဆိုရင် bass မှာပဲသုံးဖို့လိုအပ်ပါတယ်အရေးကြီးပါတယ်ဥမာ C chord ထဲမှာက C E ကြီးရှိတယ်တကယ်လို့ soprano က C သုံးထားတယ်เนาะဒါဆိုရင် bass ကို C သုံးပါကြံတဲ့နှစ်ခုကိုကျွန်တော်တို့အာ alto နဲ့ tenor ကိုကျွန်တော်တို့ G နဲ့ E ကိုသုံးပါဒါအရေးကြီးတယ်เนาะ အဓိကပြောချင်တဲ့အချက်ကကြတော့ကျွန်တော်တို့တူညီတဲ့ note ကိုနှစ်ခါမသုံးပါနဲ့သုံးချင်တောင် bass နဲ့ soprano ပဲအဲ့လိုမျိုးတွဲသုံးပါအခြားထဏတို့ alto တို့မှသွားမသုံးပါနဲ့ okay ဒါဆိုရင်ဒါတော့ကျွန်တော်တို့တည်တည်တဲ့နော်မလောက်ရမယ်အချက်၄ချက်ပဲဖြစ်ပါတယ် okay ဒီအထိနားထောင်လာပြီးပြီဆိုတော့ကျွန်တော်အားလုံးကိုတော့နမူနာမလောက်ပြတော့ပါဘူး အားလုံးအနေနဲ့ပဲတစ်ချက်လောက်ရေးကြည့်ပါအခုကျွန်တော်ပြောသွားတဲ့ guideline အတိုင်း step by step ကိုတစ်ချက်လောက်အခြားရေးကြည့်ပါအ ਨੇ ဆုံးတို့တဲ့တခြင်းပေါ့နော် happy birthday တချင်းတို့ twinkle twinkle little star တချင်းတို့အစားတာတို့ပေါ့နော် လုတ်ကြည့်ပါ လုတ်ပြီးသွားပြီဆိုရင် ကျွန်တော်ကို ပို့လိုက်ပြီးကြည့်ပါကျွန်တော်ဆိုပေးမယ် okay ကျွန်တော်ဆိုပြီးတော့ video editing လုတ်ပေးပါမယ် okay တကယ်လို့လုံနိုင်ပြီးသွားပြီဆိုရင်ကျွန်တော်အားလုံးအသက်အရန် proud ဖြစ်ပါလိမ့်မယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ကျွန်တော်မျှဝေပေးတဲ့အာ sharing video ကအားလုံးအသက်အရေးကြီးတယ်ပေါ့နော်ပြီးတော့တန်ဖိုးရှိတယ်ဆိုတာကိုသိရမှာဖြစ်တဲ့အတွေ့ပေါ့နော်ပို့ပါကျွန်တော်တကယ်ဆိုပေးပါမယ်အရင်ဆုံးပို့ရတဲ့လူပေါ့နော် okay လောက်ကြည့်ပါချရေးကြည့်ပါနားမလဲတာရှင်ဒီဗီဒီယိုရဲ့ comment မှာပဲထပ်ပြီးတော့လာမေးပေးပါ messenger မှာတိုက်ရိုက်လာမှာမေးပါနဲ့ပေါ့နော် messenger မှာကကျွန်တော်အခြားတင်တန်းတာနဲ့စကားပြောဖို့ခြံထားချင်လို့ပါခင်ဗျာပေါ့နော် okay ကဲဒါဆိုရင်တကယ်လို့အားလုံးကအခြားနားထောင်ပြီးတော့တိတ်မရှင်းတဲ့အရာရှိတယ် မေးချင်တဲ့မေးခွန်းရှိတယ်ဆိုရင်တော့ဒီ comment မှာမေးထားလို့ရပါတယ်အဲ့တော့ထပ်ပြီးတော့လာဖြည့်ပေးပါမယ်တကယ်လို့စာနဲ့ရေးပြီးတော့ဖြည့်နိုင်တဲ့ comment ဆိုရင်ကျွန်တော်ကျွန်တော်တခါတယ်စာနဲ့ဖြည့်မယ်တကယ်လို့ video လို့တင်တဲ့ comment ဆိုရင်တော့ကျွန်တော်ထပ်ပြီးတော့ video တွေထပ်ပြီးတော့လုပ်ပြီးတော့ရှင်းပြပေးသွားပါမယ်ပေါ့နော် okay ဒီဗီဒီယိုအလုံးအသက်အကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်တကယ်လို့ဒီဗီဒီယိုအလုံးအသက်အကျိုးရှိတယ်ဆိုရင် KBK ရဲ့ channel အားလုံးကိုလိုက်ပြီးတော့ပေါ့နော်အာကျွန်တော်တို့အနီရောင် app ထဲမှာဖြစ်ဖြစ် အပြာရောင် app အမဲရောင် app ထဲမှာပဲဖြစ်သွားပြီးတော့ subscribe လုပ်ပေးပါ follow လုပ်ပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ